အဓိကတော့မောင်ရှိန်ကိုအပူမပေးချင်ဘူးအားနာတယ်အဲသူကဒီရှေ့မှာဆိုရင်အဲ့ဒီမဝါနဲ့ great chan ပေါ့နော်သူတို့ကတော့ဒီသူတို့ရဲ့ character သူတို့ဇက်ကောင်ကိုအကောင်းဆုံးကြိုးစားပြီးပုံဖော်ထားကြတာတွေ့ရတယ်ဆိုတော့ဒီရှိတဲ့ပြည့်ချက်ကတော့သူတို့စိုးရအောင်ဟိုကြည့်နေကြရတော့ပေါ့အဲငယ်မှုပြန်လာတော့သူတက်ကြောင်းလာတယ်မဖြစ်နိုင်တော့ဘူးလေသူကဆက် ကတိကတော့ဖြစ်ရမယ်ဖြစ်ကတိကတော့ဖြစ်နေပြီလေအဲဆိုတော့အဲမအိခန်းလေးကြတော့ဟိုပေါ့ဟိုအနီးကတ်တော့တိတ်မရိုက်ပါဘူး long shot လေးတွေပေါ့စပင်းလေးရှေ့ချပါချပေါ့အဲ့လိုမျိုးမဖြစ်ဖြစ်တဲ့အနီးနဲ့ဖြစ်အောင်လုပ်ရအောင်နှခမ်းလောက်ဆိုတော့လေဟိုကိုယ်ကလည်းလှုပ်လိုက်ပါတယ်ကိုယ့်ဟာကိုကြည့်ကိုယ့်ဟာကိုလှုပ်နေနေရှက်နေတာဒီဒီဒီနေ့ဟိုပေါ့နော် MRT4 ဆလန်းတွဲပေါ့ FG series ကတော့ ထုတ်ထုတ်လို့တဲ့စီစဉ်သူကိုကြီးကြီးနိုင်ပေါ့နော်ဒရိုက်တာကိုကိုဝင်းရိုက်တဲ့ညူနင်းတို့ထာဝရဝေဆိုတဲ့ဇလန်တွေပရက်ရှိုးလေးပေါ့အဲ့ဒါလေးကိုလာပြီးတော့ကြည့်ရှုတာပါနောက်ပြီးတော့ဒီညူနင်းတို့ထာဝရဝေဆိုတဲ့ဇလန်တွေထဲမှာဦးမြင့်မောင်ရှိန်ဆိုတဲ့ဇက်ကောင်နဲ့ပါဝင်သုဆောင်ထားပါတယ်ဒီဇလန်ထဲမှာသူကရှေ့မှာမိသားစု live လေးရှိတယ်ပဲเนาะကိုကိုကိုမျိုးသမီးကလတာသမီးတွေနဲ့ ဒါပေမဲ့မထင်မှတ်ထားတဲ့ကံကြမ္မာတစ်ခုကြောင့်ဒီမိန်းမနဲ့ကလေးနဲ့ရ accident နဲ့ဖြစ်သွားတော့နောက်ပိုင်းမှာထပ်တွေ့တာပေါ့တပင်လဲလို့တပင်ထူတဲ့သဘောမျိုးပေါ့အဲ့မျိုးချစ်ထပ်တွေ့တဲ့အချိန်မှာရင်းခုန်သွားတယ်ဟာအဲ့နောက်ပိုင်းဇလန်လေးကတော့လာအောင်မှာအခုမှအစပဲရှိသေးတယ်ဆိုတော့မပြောပြတော့ဘူးအဲ तू ကဒီရှေ့မှာဆိုရင်အဲ့ဒီမဝါနဲ့ great chance ပေါ့နော်သူတို့ကတော့ဒီသူတို့ရဲ့ character တို့ဇက်ကောင်ကိုအကောင်းဆုံးကြိုးစားပြီးပုံဖော်ထားကြတာတွေ့ရတယ်ဆိုတော့ဒီရှိတဲ့ပြည်ကကတော့သူတို့စိုးရအောင်ဟိုကြည်နေကြရတော့ဘူးသူကအဲ့ပါတဲ့ဇက်ကောင်တိုင်းအကုန်လုံးကိုကိုဝင်းကတေချာပြီးတော့ပုံဖော်ပြီးတော့ရိုက်ကူးထားတယ်တခန်းတခန်းရိုက်တယ်ဆိုလို့ရှိရင်လည်းစိတ်ရှည်ပြီးတော့ဟိုအချိန်မောင်းအခါခါရိုက်တယ်ပေါ့နော်ဒီ close up တွေရော foreground တွေရောပါတော့ခဏခဏပြန်ပြီးတော့လှုပ်ကြရတယ်ဆိုတော့ သူရုပ်တွေကိုစိတ်ကြိုက်ယူထားတော့သူဆက်တဲ့ခါကျတော့ခုနကြည့်ရသလိုပေါ့ဇလန်းလေးကဇက်ရုပ်တွေအကုန်လုံးကကြည့်လို့ကောင်းပြီးတော့ဇက်ကတွက်နေတာပေါ့အဲ့ဒါဒီဆီယမာကြီးရဲ့ဝိတ္ထုပေါ့နော်ဆီယမာကြီးတော်လေယာဝိဇ္ဇသိပ္ပံရဲ့ဒီညူနင်းတို့ထာဝရဝရရှေ့မှာရုပ်ရှင်တကားလည်းရိုက်ထားတယ်တဲ့အဲ့တုန်းကတော့မကြည့်လိုက်ရဘူးအဲ့ဒီရုပ်ရှင်ဇက်ကလည်းနာမည်ကြီးပြီးတော့တော်တော်အောင်မြင်ခဲ့တယ်လို့လည်းသိရပါတယ်ဒါပေမဲ့ဒီရုပ်ရှင်ကြတော့လည်း ဟိုကြပြတဲ့အချိန်ကနှစ်နာရီလောက်တည်းမှာပြီးအောင်ရိုက်ရတာဆိုတော့ဇလန်းတွဲကြတော့ဒီအပိုင်း30ဆိုတော့ဇက်ကောင်တွေကိုတစ်ခုချင်းစီပေးပြီးတော့ဟိုကာရက်တာတွေကိုပို့ပြီးတော့ဟိုနည်းနည်းချက်ရတော့ပေါ့အဲကြတော့တစ်မျိုးစီပေါ့အရသာတိတ်တက်တွေလည်းချိန်ပြီးတော့ဟိုအားရချိန်နိုင်လိမ့်မယ်လို့ထင်ပါတယ်ဆလာငါပြီးဝိထုဖတ်ကြည့်လိုက်တော့ဟိုရိုက်ရမယ့်ဇက်ကောင်ကိုလည်းသဘောကျတယ်ပေါ့လက်ရှိအသက်အရွယ်ပေါ့နော်လက်ရှိအသက်အရွယ်လက်ရှိအသက်ဆိုရင်အဲ့ဒီထဲမှာငဲမှုပြန်လဲနှစ်ခါသုံးခါလောက်လဲ ပါတယ်အဲ့ဒါကိုကိုမပြစ်မနေရိုက်ပါဆိုလို့ရိုက်လိုက်ရတယ်ဒါပေမဲ့ကိုယ့်အကူကြီးရတော့တိတ်ပြီးတော့အဆင်ပြေတယ်လို့ပဲဒါပေမဲ့ဟိုလူကြီးဘိုးကလက်ရှိအသက်အရွယ်ကတော့ပုံများတာပေါ့ဆိုတော့ဒီဇလန်လေးပါဝင်ပြီးတရုတ်ဆောင်ရတာဟိုအရန်ကလည်းခြေဆုလက်တင်ပါတယ်ပါဝင်ခွင့်ရတဲ့အတွက်လေဥမြင့်ပေါင်ရှိဖြစ်အောင်တော့အစွမ်းကုန်တော့ကိုယ့်ဘက်ကကြိုးစားထားတယ်နောက်တစ်ခုကကြတော့ဒီအချိန်ကလည်းရိုက်ကူးရက်က3လနဲ့4လကြာကြာတယ်ကြာတယ်ကိုယ်တွေပါတဲ့အခန်းဆိုလို့ရှိရင်2လလောက်ရက်ရတယ် ရန်ကုန်တလပင်တရာမှာတလကျော်ကျော်လောက်ရရတယ်နောက်တစ်ခုကသူကဟိုပင်တရာမှာတွားရိုက်တာအောက်ထိုးတွေအကုန်လုံးရိုက်တယ်အင်ထိုးတွေအကုန်လုံးကရန်ကုန်မှာရန်ကုန်မှာဆိုတော့အောက်ထိုးမှာဟို heavy ခန်းတွေဟိုဖြစ်ခဲ့တဲ့ဟာလေးတွေကိုအင်ထိုးရိုက်မယ်ဆိုလို့ရှိရင်များသောအားဖြင့်လိုမျိုး heavy gun လေးဆိုတစ်ဆက်တည်းရိုက်ရတာပိုကောင်းတယ်လေဒီမှာကျတော့ location နဲ့တစ်ခါရိုက်တယ်ရန်ကုန်မှာတစ်ခါရိုက်တယ်ဆိုဟိုမှာရိုက်ခဲ့တဲ့မှုအတိုင်းဒီမှာပြန်ပြီးတော့ ပြန်ကြည့်ပြီးတော့ပြန်လှုပ်ရတာပေါ့နော်ဟိုသူတို့အယုတ်ကလေးတွေပြန်ပြတာပေါ့အဲ့ဒါလေးတွေကတော့အမှတ်တရလည်းဖြစ်တယ်ဟိုတေချာလည်းကြိုးစားပြီးတော့ပုံပေါ်ထားပါတယ်အဲ့ငဲမှုပြန်လာတော့သူကတက်ကိုချောင်းလာတယ်မဖြစ်နိုင်တော့ဘူးလေသူကဆက်ကတိကတော့ဖြစ်ရမယ်ကတိကလောက်ဖြစ်နေပြီလေအဲ့ဆိုတော့အဲ့အဲ့ခါနေကြတော့ဟိုပေါ့ဟိုအနီးကတ်တော့တိတ်မရိုက်ပါဘူး long shot လေးတွေပေါ့စပင်းလေးရှေ့ချပါချပေါ့အဲ့လိုမျိုးမဖြစ်ဖြစ်တဲ့အနီးနဲ့ဖြစ်အောင်လုပ်ရတယ်နှစ်ခမ်းလောက်ဆိုတော့လေဟိုကိုယ့်ဘက်ကလည်းလှုပ်လိုက်ပါတယ် 挂个机，挂个楼里的仙女了。<laughs> OK，OK，OK，okay, okay, okay. 看，别就这么好嘞喏。阿罗贝，OK 吧，就是吧。<noise>